ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင့်မနေ့ကပြောထားတဲ့အတိုင်းပဲဘဝမှာရွေးချယ်စရာတွေဆိုတာအများကြီးရှိနေမှာဒီနေ့မှာတော့ကိုကပေးမလားယူမလားဟိုလေးရှိနေပတ်သက်ပြီးတော့ဒီချက်ကအရင်ရေးကြည့်တယ်ဆိုတာလေးကိုပြပြပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်နီနီတို့ကကြတော့အဆုံးသက်ကိုပြောရတာကြိုက်တယ်။ဘလို့တောင်းလဲဆိုတော့နီနီတို့ထမင်းစားရင်တောင်းမှလေကိုပကံနဲ့ကိုဟင်းနှမျိုးထည့်ပေးတယ်အဟင်းနှမျိုးထည့်ပေးရင်တောင်းမှပဲကိုကမကြိုက်တဲ့ဟာကိုရင်စားတယ်ကြိုက်တဲ့ဟာကိုနောက်မှစားတယ်။ဘာဖြစ်လို့လဲဆိုတော့ အဆုံးသက်ကိုပြောရတာကြိုက်လို့အဲ့လိုမျိုးပဲအလို့ဆိုရင်လည်း pressure တွေစိတ်ရောလူရောခံတယ်ငယ်တုန်းရွယ်တုန်းမှာအပင်ပန်းခံတယ်ဘာဖြစ်လို့လဲဆိုတော့ကြီးတဲ့ချိန်ညရင်တတောက်တတာနေကျင်လို့ကြီးတဲ့ချိန်ညရင်တတောက်တတာအနေနာတစ်ခုကိုတွားကျင်လို့အဆုံးသက်မှာအေးစေးဖြစ်ကျင်လို့ဘလေးရှိချက်လည်းအတိုင်းပဲတကယ်တမ်းညရင်ယူတာနဲ့ပေးတာဆိုရင်ပေးလိုက်တဲ့လူက တကယ်တော့ပေးရတာမဟုတ်ဘူးရလိုက်တာပါဘာဖြစ်လို့လဲဆိုတော့ပေးလိုက်တဲ့လူကဘယ်တော့မှနောင်တာလည်းမရဘူး ဟိုကိုပေးလိုက်တဲ့အတွက်ပေါ့နော်။အော်ကိုဒါကိုဖြည်းဖြည်းဝဝပေးခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကို့မှာဒီလူနဲ့ပတ်သက်ပြီးနောင်တာလည်းမရဘူး။ပြီးတော့လည်းတစ်ဖက်လူမှာကြတော့လည်းရတဲ့လူမှာကြတော့လည်းအော်သူငါ့ကိုချက်ပေးတာ view site ပေးတာငါအဲ့လိုလူမျိုးပုံငါမကောင်းခဲ့ဘူးအဲ့လိုလူမျိုးလူပြန်လို့ခြင်းနေဆိုတဲ့စိတ်မျိုးဖြစ်စေတယ်ဒါကြောင့်မလို့ကိုကပေါ့နော် relationship နဲ့ပတ်သက်လို့ရှိရင် you ကိုမစင်စားနဲ့အရင်ဆုံးပေးဖို့တွေးပါတကယ်ပေးတာကမှပေါ့နော်ကိုဘဝ ကိုကိုအတွက်ပေါ့နော်အခုခုကိုကပေးလိုက်ရတာမဟုတ်ကိုကရလိုက်တာအဲ့လိုမျိုးပြီးလို့ရှိရင်အဆုံးသက်မှာလဲနောက်နာတွေလဲကြံမနေတော့ဘူးကိုပေးပါပဲပြပြဝဝအရင်ပေးလိုက်ပါဘာဖြစ်လို့လဲဆိုတော့မေတ္တာတရားဆိုတာလူတိုင်းပေါ်ထားရမယ်ကိုချစ်တဲ့လူအပေါ်ကိုလဲထားတာပိုကောင်းတယ်ပေါ့နော်ကိုကကြီးပဲယူနေမယ်ဆိုရင်တချိန်ကျရင်ကို့မှာနောက်သားတွေပဲကြံနေမှာအဲကြောင့်မလို့ကိုကအရင် ပေးခြင်းအောင်ကိုကအရင်ပေးနိုင်အောင်ကြိုးစားတကယ်တမ်းညာရင်ပေးတဲ့လူကပေးတဲ့လူမဟုတ်တကယ်တော့ရတဲ့သူဒါကြောင့်မလို့ relationship နဲ့ပတ်သက်လာရင်ကိုကယူတဲ့လူမဖြစ်စေနဲ့ပေးတဲ့လူပဲဖြစ်ပါစေဘာဖြစ်လို့လဲဆိုတော့တချင်ချင်းညာရင်တခုခုတည်းအဆင်မပြေလို့စိတ်ပြတ်ရရမယ်ဆိုရင်တော့ကိုကပေးတဲ့လူမလို့စိတ်ကပြတ်နိုင်တယ်ငါအကောင်းဆုံးလုပ်ပေးထားတာငါအကောင်းဆုံးနေပြီးတကယ်တမ်းဆုံးရှုံးတာကငါမဟုတ်ဘူး နင်းကိုချစ်တဲ့လူနင်းရဲ့ပေါ်ကိုချစ်တဲ့သူနင်းရဲ့ပေါ်ကယူဆိုင်တဲ့လူနင်းရဲ့ပေါ်ကောင်းပေးတဲ့သူနင်းကဆုံးရှုံးတာဆိုပြီးတော့ကိုယ်စိတ်ကိုပြတ်နိုင်မယ်အဲကို့အတွက်လည်းပေါ့နော်နောင်သားတွေကြာလေကင်းနေဖြစ်မယ်ပေါ့နော်အကြောင်းမလို့ကိုကဘယ်တော့မှယူရလူမဖြစ်စေနဲ့ဘလို့ရမျိုးမှပဲဖြစ်ဖြစ်ကိုကပေးတဲ့လူဖြစ်နေပေးတဲ့လူဖြစ်အောင်ကြိုးစားဒီလိုချိန်မှကိုကအဆုံးသက်မှာပျော်ရွှင်ရမှာအဆုံးသက်မှာကို့အတွက်ပျော်ရွှင်စရာတွေရှိ ကိုကပေးလိုက်တဲ့အတွေ့ကိုပေးလိုက်တဲ့မေတ္တာတွေစေတနာတွေဒါမှန်လို့ရှိရင်အဲ့ဒီစိတ်ရင်းတွေအတိုင်းပဲကိုလည်းပြန်ခံစားရမှာဒီလူကလာကိုပေါ်ကိုဒီလိုမေတ္တာတွေပြန်မပေးချင်မပေးမယ်တခြားဘက်မှာကိုကိုဒီလိုမေတ္တာတွေပေးမဲ့လူတွေစောင့်နေလိမ့်မယ်အဲ့လာကတော့တေချာပေါက်ပဲဒါကြောင့်မလို့ကိုကမိဘဆွေမျိုးတငယ်ချင်းချစ်သူဘလို့ဆက်ဆံရေးပဲဖြစ်ပါစေကိုကပေးနိုင်တဲ့လူဖြစ်အောင်လာစူးစမ်းဘာပြောလို့လဲဆိုတော့ အော်ဒီကကိုဘွားမှာဒီဘွားမှာတောင်ကိုကဒီလိုမျိုးမရရင်တောင်မနောက်ဘွားကြရင်ကိုဒါတွေကအကုန်ပြန်ရမှာမျိုးစစ်ချနေတာတွေပဲအာစိတ်ကိုဖြတ်နိုင်အောင်လဲကြိုးစားရမယ်ဘလို့ချင်းနေမှာလဲဆိုတော့ကိုကအဆုံးစွန်ဒီပေးထားတာတောင်မှဒီဘက်ကမထူးကြဘူးဆိုရင်ကိုရဲ့မေတ္တာတွေကိုရုပ်သိမ်းပြီးတော့ကိုကပြန်လှည့်လာနိုင်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုအချိန်မှာမလှည့်လာလို့ရှိရင် ကိုရဲ့မက်တာလေးဘလောက်ပေးပြီးဒီကွာကိုကိုစော်ကားနေမှာပဲရှိတယ်အဲ့လိုချိန်မှာလဲကိုကလှက်ပြန်တတ်ရမယ်ဒါကြောင့်မလို့တေချာပေါက်မှတ်ထားပါကိုရဲ့စေတနာလေးမက်တာလေးအရင်ပေးလို့မှဒီလူကကိုပေါ်ပြန်မလှဲ့လာဘူးဆိုရင်ပြန်လှဲ့လာပါကိုကိုဒီလိုစေတနာလေးမက်တာလေးပေးမဲ့လူရဲ့အများကြီးစောင့်ကြိုနေပါတယ်ဒီတစ်ခုကတော့နင်းဒီတေချာပေါက်ဒါလေးကိုပြောချင်တယ်ကိုကရင်ပေးကိုကျူးစာဘာဖြစ်လို့လဲဆိုတော့ လူတွေကတွေးရတခုရှိတယ်လိုက်လေပြေးလေဆိုတဲ့စကားတကယ်တော့လိုက်လေပြေးလေဆိုတာကမောလို့ရှိရင်ပြေးတယ်လို့ရောလိုက်တယ်လို့ရောရက်သွားလိမ့်မယ်အဲ့လိုရက်သွားတဲ့အချိန်မှာထပ်မလိုက်ချင်တော့ဘူးထပ်မပြေးချင်တော့ဆိုတဲ့စိတ်တွေဖြစ်လာလိမ့်မယ်တကယ်တမ်းညာထပ်မပြေးချင်တယ်ထပ်ပြေးချင်တယ်လို့ပြေးနေထပ်မလိုက်ချင်တော့ဆိုရဲစိတ်ဖြစ်သွားလို့ရှင်ကိုရက်လိုက်တဲ့ချင်ညာတစ်ခါလူကပြန်လိုက်လာလိမ့်မယ်ပေါ့နော်ဒါကြောင့်ပေးတဲ့လူဖြစ်အောင်စူးစမ်းတော့ယူတဲ့လူဖြစ်စင်နဲ့